ရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။ဒီနေ့ကျွန်တော်တို့ episode 4ပေါ့။နော်ကျွန်တော်တို့အတူတူကဆင်ခြင်ဖို့ပြောဖြစ်ပါတယ်။ဆိုတော့စိတ်တက်ကြပြီမဲ့လေအရှုံးမပေးဖို့အတွက်ပေါ့နော်။ဒါလေးကိုကျွန်တော်ဆက်ပြီးဆင်ခြင်ဖို့အကြောင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဘုသူ့အကြောင်းကိုဆင်ခြင်မြင့်လေဆိုတော့ယာကုပ်ပေါ့နော်ယာကုပ်ရဲ့အကြောင်းကိုဆင်ခြင်မိပါတယ်။ယာကုပ်ကငယ်ပဲဖခင်နဲ့တက်ဆိုင်တဲ့အရာမှာသူကစိတ်အားကြီးတယ် တော့အခု E3 ကြီးကနေပြီးတော့မှဒီကောင်းကြီးကိုလူယူရဲ့သူပေါ့ဒါပေမဲ့ဒါကဘောက်ချန်ခန်းကြီး25မှာပြောတဲ့အရာဆိုလို့ရှိရင်တော့အာရေဘက်ကာသူ့ရဲ့အမေကသူ့ရဲ့အဖေအီဇက်နဲ့ကိုဝန်ဆောင်တဲ့အခါမှာတကယ်တော့ရေဘက်ကာကမြုံနေသူဖျားသခင်ကိုဆူတောင်းတဲ့အခါမှာကိုဝန်ရအောင်ကိုဝန်ရတဲ့အခါမှာဆိုဘိုက်ထဲမှာ မငြိမ်ဘူးပေါ့လေခလေးတွေလှုပ်တာလည်းဖြစ်မှာပေါ့ဒါသူတိတ်နားမလဲတဲ့ခါမှာသူထားရဖျောင်းမီးရေပေါ့မီးတဲ့ခါမှာဘုရားပြန်ပြောတယ်နင်းဘိုက်ထဲမှာလူမျိုးနွယ်စုကြီးနှစ်ခုရှိတယ်အဲ့ဒီလူမျိုးနွယ်စုကြီးနှစ်ခုညီကိုနှစ်ယောက်ဖြစ်မင်းဆိုအဲ့မှာကလေးကသူကအမွာဆိုတော့တခါလေးပြောတယ်ကျော်အကြီးကအငယ်စီမှာကြုံခံရမယ်ဆိုပြီးတော့မှတခါတယ်ပြောပြလိုက်တယ်ဆိုတော့တွေ့ရတယ်။ဒေါက်တာမန်တော်ကြီးရှင်ပေါ်လူကတော့ အာပြောတဲ့အခါမှာဘာကိုပြောလဲဆိုတော့ဣတုငါမုံနေရကုတ်ကငါချစ်တယ်ဆိုပြီးတော့မှပြောတာလေတွေ့ရပါတယ်ဆိုတော့တမန်တော်ကြီးရှင်ပေါလုကပြောတဲ့အရာကိုလေကျွန်တော်တို့ကပယ်လို့မရအောင်ဘာလို့ဆိုတော့ तू ကဒီဟေဘရူးလို့ဂရိတို့က तू ကောင်းကောင်းကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာပေါ့နော်ဆိုတော့ဒီမူရင်းကို तू ကကျွန်တော်တို့ထက်ပိုနှံ့ဆက်တဲ့အခါမှာ तू ပြောတာကလည်းအဲ့ဒီအတိတ်ပဲတည်ရောက်နေပါတယ်ပေါ့နော်ဒါထားလိုက်ပါတော့ တော့အာယာကုတ်ကဒီကောင်းကြီးကိုဟိုဒီတာဥရာဘောနော်ယူပြီးမှဤဇက်ကြီးအခမ်းပြီးတော့အခါမှာဆိုတော့ဤတော့ဒေါသထွက်တဲ့အခါမှာသူ့မိကတာချင်းချင်းရန်ဖြစ်ပြီးမှသတ်မှာဆိုတဲ့အတွက်တကယ်လက်သတ်မယ်လို့ဤတော့ကျိန်မောင်းနေတွေ့တဲ့အခါမှာဆိုတော့သူ့ရဲ့အကူကြီးရှိတဲ့နေရာကိုလွတ်လိုက်အဲ့ရနေမှာဟိုယာကုတ်ကအိမ်အောင်ကြတာပေါ့နော်တကယ်တော့လဲ နော်သူချစ်တာရခီလောက်နော်ဂျန်နဲ့သူ့အမတွေရောကျွန်မတွေရောပါရလိုက်တဲ့ပုံစံဖြစ်တဲ့အခါမှာကလေးတွေအများကြီးနဲ့ဖြစ်သွားတယ်။ဘုရားကောင်းကြီးပေးတဲ့သူတော်လည်းအလုပ်ကျိုးစားတဲ့သူအញ្ញံကောင်းနေသူကဉာဏ်ကြီးထက်မြက်တယ်။ပြီးတော့မှဒီယာကုတ်နဲ့အီသောမှာယာကုတ်ကတကယ်ပဲဟိုကြာကြာရရာတွန်းတွန်းတိုက်တိုက်နဲ့အမေးလိုက်ပြီးတော့မှရတဲ့ဒီအသားကောင်တွေကိုအများတန်း သူ့ဖေကိုလှုပ်ယူရသူလည်းစားရမှာပေါ့နော်သူကတော့နောက်ပြီးမှဟင်းချက်တဲ့သူပုံစံမျိုးလေးဖြစ်မဲ့တဲ့နဲ့အမျိုးဝိုင်းကူပြီးတော့မှသူကတော့ညံရည်သမားပဲပြောရမှာဆိုတော့ညံရည်နဲ့သွားတဲ့သူမျိုးဖြစ်နိုင်တယ်ဆိုတော့ငငယ်ကလေးကလည်းသူရာကုတ်ကိုအော်အီတော့သူနည်းနည်းအဲ့လိုမျိုးပေါ့အကူဆိုတော့လေသူ့လွှမ်းမိုးမှုရှင်းနိုင်တယ်ဟောသူ့လေနည်းနည်းအဲ့လိုမျိုးပေါ့သူ့ရဲ့တန်မာတဲ့အရာကြီးကိုကြည့်ပြီးတော့နည်းနည်းကြောက်တာမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဆိုတော့ အဲ့မှာဒါဟိုငယ်ဘွားကိုရောက်သွားတာကျွန်တော်လေးဟိုရောက်လိုက်ဒီရောက်လိုက်လीတော့ဖြစ်ပါတယ်။ဟိုပြောနေတာ။ဒါနဲ့ဟိုသူ့ရဲ့ရောက်ခမကြီးပေါ့နော်ရောက်ခမကြီးဒီမှာသူတကယ်ပဲကျွေးမွေးပြူဆောင်လျှောက်တဲ့ခါမှာရောက်ခမရဲ့စီးပွားဥစ္စာတွေရန်တူတက်အောင်မြင်လာတယ်သူအဖြစ်ပေါ့။ဒါနဲ့နောက်ဆုံးသူထွက်လာတော့မယ်။သူသူကြံစီပြီးတော့မှထွက်လာတယ်။ထွက်လာတဲ့အချိန်ကျတော့ဖြစ်ချင်တော့ဒီဇနီးမယားလေးယောက်ပေါ့နော်ပြီးတော့မှ သားတွေပါမယ်ပြီးမှသူ့ရဲ့ဂျွန်နေပြီးမှသူ့ရဲ့စီဝါဥစ္စာပေါ့ဒီအိတ်ခက်တုံးကတော့ဒီသူတွေနွားတွေစိတ်တွေကလောက်အုပ်တွေဟာအများကြီးလာလာတော့သူကဘယ်ဟုဖြတ်ရတော့မလဲဆိုတော့အီတော်ရဲ့နေမြေအီတော်နေမြေတွေကိုသူဖြတ်ရတော့မှာဖြတ်တဲ့ခါမှာသူတည်ရမယ်ဘာလို့တည်ရလဲဆိုတော့ဒီသူ့အကိုသူကဟိုထွစ်လုတ်သွားတဲ့ဥစ္စာပေါ့နော်ဒါကိုသူကတိတယ်အဲ့တော့သူဘာလုပ်လဲဆိုလို့ရှိရင် အာသူ့ကိုအတွက်ကိုလက်ဆောင်ပန်းနာတွေပြီးတယ်ပြီးပြီးတော့မှအာဖေထားပြီးတော့မှသူ့လူတွေပေါ့တန်တမန်နေနဲ့လှုပ်ပြီးလိုက်တာဆိုတော့အခုနေမိတဲ့ကျွန်တော်အာဖြတ်မယ်ဆိုတော့ကျွန်တော်ကຢາກုတ်ပါဆိုပေါ့ညီကိုတွေမတွေ့တာတော့ကြာပြီဗျာနော်အဲ့လိုပုံစံမျိုးရှိတယ်ဆိုတော့သွားပြီးတော့မှသူ့ကိုတန်တမန်နေအရင်သွားနှင်ပြီးတော့မှလက်ဆောင်ပစ္စည်းပြီးပြီးတော့မှပြန်လာပြန်လာတဲ့အခါမှာ ဤတော့လည်းတည်င်းစကားလေးတစ်ခုပါလိုက်တယ်ဆိုမိုးကလာကြုံမယ်လူ400လည်းဆိုအဲ့ဒါလေးချက်အော်ကျွန်တော်ကြည့်ဖို့ဖြစ်ပါတယ်ဆိုတော့ဒါကကပောက်ချင်းခင်း32ငွေ6မှာတမန်တို့လည်းရကုတ်ထံသို့ပြန်လာ၍ကျွန်တော်တို့ဒီကိုရိုကြီးအကူဤတော့ထံသို့ရောက်ခဲ့ပါပြီ။ သူသည်ကိုရောကိုတွေ့ခြင်းကလူ400နှင့်ချီလာပါသည်ဟုပြောကြ၏ထိုအခါယာကုပ်သည်အလွန်ကြောက်၍စိတ်ပူပန်လျင်မိမိတွင်ပါသောလူစုတိုးစိတ်စုနွားစုကလအုပ်များတို့ကိုနှစုခွဲ၍ထားလေ၏အချောင်းမူကားတစုကိုဤတော်တွေ့၍လှုပ်ချံလျင်ကျွင်းသောတစုလွတ်လိမ့်မည်ဟုဆို၏ဒါ ခုနပြောရောစိတ်တက်ကြတယ်ဆိုတော့သူကကြောက်တာဟာနေစတာပဲဗျာเนาะဒီမှာလဲဟိုအေးသွန်းကလာတယ်လူ400နဲ့ချီလာတယ်လို့ပြောတဲ့အခါမှာသူအရင်ကြောက်တယ်စိုးရင်နေပူပန်နေဟိုစိတ်ထဲမှာပူလောင်ပြီးတော့မှဖြစ်တယ်စိုးရင်တာရှိတယ်ဗောနော်ဒီဥစ္စာဖြစ်လာတဲ့အခါမှာဒါဆိုသိကြပြီလူကစိတ်တက်ကြပြီဘာလုံးလို့ဘာကံသူရှင်ပြီးတော့လေမှာ fight ရှင်အကူနဲ့ ဘသူပေါ်တယ်လဲကြောက်မယ်ဒါငငယ်ကလေးက trauma လို့ခေါ်မိတယ်ငငယ်ကလေးကပါလာတဲ့ကြောက်စိတ်ကလည်းရှိနေပြီးတော့ तू ကဤသောကို तू ဟိုခုနကပြောလို့ trace လုပ်သွားတဲ့ဥစ္စာလေးရှိရဲ့ခါမှာဒီအရာလည်းသူ့ထဲမှာဟိုနေမလို့အပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်ကလည်းရှိကောင်းရှိနေနိုင်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးတော့ဆိုတော့အဲ့ဒီခါမှာ तू ဟို तू ညံသမားလေးဆိုတော့ तू ဘာလုပ်လဲဆိုလို့ရှိရင်ခုနအုပ်စုနှစ်စုခွဲပလိုက်ပိုင်ဆိုင်မှုလေး အုပ်စုမစုခွဲလိုက်ပြီးတော့မှသူ့ခေါင်းထဲမှာပါတဲ့သူ့ညံတဲ့ကဲပြီးအီးတော့ပထမအုပ်စုတက်လိုက်ပြီးတော့မှလုတ်ကျန်လိုက်တယ်ဆိုတက်လိုက်တာပေါ့တက်လိုက်လို့ရှိရင်စိတ်ပြေသွားမယ်နောက်ဒုတိယတအုပ်စုတက်လိုက်လို့ရှိရင်စိတ်ပြေသွားမယ်အဲသူကအဲ့လိုမျိုးသူအုံနောက်တော့ကောင်းတယ်ဒါပေမဲ့အဲ့ဒီလုံးလုံးရာလုတ်တယ်ကိုညံအမိပြုတ်တယ်ဆိုတဲ့အရာတော့ဖျားခင်မကြိုက်ဘူးပဲနော်ဒါကဟိုဒါကျွန်တော်တို့စိတ်တက်ကြတဲ့အခါမှာဖြစ်တတ်တဲ့ လူရဲ့တဘာဝဆိုတာတွေ့ရတယ်။ဒါကြောင့်စိတ်တက်ကြခြင်းဆိုတာကကျွန်တော်တို့ဟိုအခက်ခဲပြဿနာဒုက္ခတစ်ခုရင်ဆိုင်ရပြီဆိုလို့ရှိရင်အဲ့လိုစိတ်တက်ကြတဲ့စိတ်နေသဘောထားတစ်ခုဖြစ်သွားတယ်ဆိုတာတွေ့ရတယ်။ပြီးတော့အဲ့ဒီရင်ဆိုင်ရမယ့်အရာကိုရင်မဆိုင်ခြင်းတော့အဲ့လိုရင်ဆိုင်ရမယ့်အရာကိုရင်ဆိုင်တော့မယ်လို့ပြင်ဆင်တဲ့အခါမှာလေဘာအကောင်းဆုံးတော့စဉ်းစားပြီးပြင်ဆင်ကြတာပဲအဲ့လို အကောင်းဆုံးစဉ်းစားပြီးပြင်ဆင်ကြရင်းနဲ့မှာဆိုဟိုလုံမိတဲ့အရာတွေကတကယ်တော့တစ်ခါကြီးတက်လို့ရှိရင်အကျုံးသိမှုနဲ့ခုနဒါရာကုတ်လုတ်တဲ့အရာတွေကတကယ်တမ်းကျတော့အကျုံးမဝင်ဘူးလေအဲ့တော့ဒီဇယ်လိုင်းလေးကျွန်တော်တိထားပြီးသားပဲဆိုတော့ဒါကြောင့်လုံမိလုတ်ရလုတ်လိုက်မိတဲ့အရာပုံစံမျိုးတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နားလည်ရတယ်ဘောနော်ဒါနဲ့ပတ်သက်ပြီးတော့မှာဆိုတော့အဲ့ဒါကိုကျွန်တော်တတိထားရမယ်ဒါကြောင့်အာ ကျွန်တော်ယင်ဆိုင်ရမယ်မယင်ဆိုင်ခြင်းနဲ့အခက်အခဲဒုက္ခပြဿနာကြုံလာပြီဆိုလို့ရှိရင်အခုနလုံမိလုံရန်လုံလုံလိုက်မိတဲ့အရာတွေကခုနပြောသလိုမျိုးဟိုနည်းနည်းကြောင်ကရန်းလို့ဟိုစောက်တီမရဖြစ်တဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတာတွေ့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီကျွန်တော်တို့ဟိုမယင်ဆိုင်ခြင်းတဲ့အရာကိုကျွန်တော်တို့ကအာယင်ဆိုင်ရတော့မယ်ဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့အစွမ်းနဲ့မယင်ဆိုင် နိုင်တော့တဲ့အတွက်ကျွန်တော်အုံနောက်ကအဲ့ဒါကိုတိတ်ပြီးလက်မခံနိုင်တော့တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာကအာနေသွားတာစိတ်ပိုင်းဆိုင်ရာအာနေသွားတဲ့အခါမှာအဲ့ကောင်ကခုနကကျွန်တော်ပြောတဲ့စိတ်တက်ကြတဲ့အရာဖြစ်သွားစိတ်တက်ကြတဲ့ခုနကပြဿနာဆိုတဲ့အရာကြီးကကျွန်တော်တို့ဖိစီးမှုဖြစ်လာပြီးတော့မှကျွန်တော်တို့ကစိတ်တက်ကြသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့စီစဉ်တဲ့အရာတွေကခုနကပြောသူဟိုစီစဉ်မကြဘဲနဲ့စနစ်တကျမှဖြစ်နေဘူးဆိုတော့နားလေရတယ်ဒါပြီးတော့ ကိုအုံနောက်သေးရနေကိုပြင်ဆင်နေရတယ်ပဲဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ဒီအခါမှာအဲ့ဒီအခါမှာယာကုပ်လုတ်တဲ့နောက်တစ်ချက်ကမှန်တယ်ဗျဆိုတော့သူကဘာလုပ်လဲဆိုဆွတ်တောင်းနေအဲ့ဒါအဖြေတစ်ခုလည်းမပါဘူးဆိုတာတွေ့ရတယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့ကြည့်ရတဲ့အခါမှာဒါအာခေါင်းချန်ခန်းကြီး32မှာပဲငယ်9မှာတဖန်ယာကုပ်ကအကျွန်ုပ်ဤဖအာဗျံဤဖျားသခင် အကျွန်ုပ်ဤဘဣဇေဤဖျားသခင်ထရော့ဖျားကိုရောကသင်ဤပြည်သင်ဤအမျိုးသားချင်းတို့ထံတို့ပြန်လို့ငါသည်တင်၌ကျေးဇူးပြုမည်ဟုနှိမ့်တော်မူပါ၏ကိုရောကျွန်၌ပြတော်မူသောဂယုနာတစ္ဆာတော်အငေဆုံးကိုမြအကျွန်ုပ်မခံထိုက်ပါကျွန်ုပ်သည်အထက်ကဤယော်ဒန်မြစ်ကိုလက်ဆွဲတောင်းဝေးနေတာကူပါ၏ယခုမူကား အပေါင်းအသင်းနှစ်စုဖြစ်ပါ၏သူဖြစ်၍ကျွန်ုပ်ကိုအကိုအီတော်လက်မှကယ်လွတ်တော်မူမည်အကြောင်းဆုတောင်းပါ၏သူသည်လာ၍ကျွန်ုပ်ကို၎င်းသားများတို့ကို၎င်းတတ်မည်ဟုအလွန်စိုးရိမ်ပါ၏ကိုရောကငါသည်သင်၌အမှန်ကျေစုပြု၍မရေတွက်နိုင်အောင်များပြသောသမုတ်တရားဆဲလုံးနှင့်အမြသင်၏အမျိုးຫນွေကိုငါ ဖြစ်စီမည်ဟုမိန့်တော်မူပါပြီဟုတောင်းလျှောက်လေ၏ဆိုတော့အဲ့ဒီမှာပြောထားတဲ့ဂတိဘုရားသခင်ကသူ့ရဲ့ဘိုးဘွားတွေကိုပေးထားတဲ့ဂတိတော်တွေကိုတဲ့ပြန်ပြီးတော့မှဘုရားကသူပြန်ပြောပြရတယ်ပြီးတော့မှအဲ့ဒီအရာတိုင်းဘုရားသခင်လှုပ်ပြီးပါဒါပေမဲ့အခုချိန်မှာကျွန်တော်ကမိမနဲ့ကလေးနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်ကိုကျွန်တော်ကိုလာပြီးတက်မှာ ျွန်တော်မိသားစုဖျက်ဆီးမှာအရန်ကြောက်ပါတယ်ဆိုပြီးတော့မှသူဖေရကိုဆူတောင်းဒါကြောင့်ဒီရတော့လုံးဝဟိုကျွန်တော်တို့ဒီပေါ့နော်ရှာကုတ်ရဲ့အသက်တာထဲမှာဝန်ခံရမယ့်အရာဖြစ်သွားတယ်ကျွန်တော်တို့ကလိုက်ပြီးတော့မှသူ့အတူယူပြီးတော့အဲ့ဒီတိုင်းသက်ရှင်မှုဖြစ်တယ်ဆိုတာတွေ့ရတယ်သူလုံမီလုံရလုံတက်တဲ့လူရဲ့သဘာဝရှိတယ်ပြီးတော့ရာကုတ်ကညံကောင်းတယ်လို့ပြောလို့ရတာပေါ့နော်အင်ဂျူမြင့်နေညံကောင်းတဲ့ခါမှာ ခုနသူ့ရဲ့အုံနောက်ထဲကထွက်လာတဲ့အရာရှိတယ်ဒါပေမဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကအာနေသွားတဲ့အခါမှာသူလှုပ်ဆောင်နေရသူ့ညံကထွက်လာတဲ့ဥစ္စာကောင်းပြီမြင်ဒါဘုရားသခင်ရဲ့ plan တော့မဟုတ်ဘူးဆိုတာနားလည်ရတယ်ဒါပေမဲ့သူအကောင်းဆုံးပြင်ဆင်တာတွေ့တယ်အဲ့လိုဆုတောင်းပြီးပြီမြင်သူ့ထဲမှာခုနပြောတဲ့ငြိမ်သက်ခြင်းနဲ့မရှိသေးဘူးဆိုတဲ့သဘောမျိုးတွေ့ရတယ်ဒါနဲ့သူထပ်ပြီးတော့မှတလိဆန်တွေကိုကဲဤတော့လာလို့ရှိရင်ဤတော့တက်ကောင်တို့ထပ်ပြီးမြင် ဆိုပြီးတော့မှတဲ့ဟိုဒီအောက်မှာကျွန်တော်စက်ဖက်ကြည့်လိုက်လို့ရှိရင်အလက်ဆောင်ပစ္စည်းတွေအဲ့ခေတ်တုန်းကတလိဆန်တွေဝယ်ပေးတာကလုတ်ကလုတ်အုပ်တွေကစပေးတာဆိုတော့ကလုတ်ဆိုအကောင်20ကျော်နွားအကောင်20ကျော်ဟိုကျန်တဲ့တူတွေနွားတွေစိတ်တွေဆိုတော့အများကြီးပဲသူအကုန်လုံးတန်းစီပြီးတော့မှသူပြီးဖို့အတွက်ပဲသူပြင်ဆင်တယ်ငွေသားတွေကိုလည်းပြင်ဆင်ပြီးတော့မှနေတယ်အဲ့ဒီအုပ်စုတွေကိုဆိုတော့ချောင်းတစ်ချောင်းရှိတယ်အဲ့ချောင်းကနေပြီးတော့မှသူတို့ကဒီဘက်ချောင်းရှိမှာ ဤတော်တို့လာမှာဒီဘက်ကနေလာကြမှာအဲ့ဒီတော့ဒီဘက်ချောင်းဒီဘက်အချမ်းကနေပြီးတော့မှအခုနဟိုဒီချောင်းကိုကူခိုင်းပြီးတော့မှအခုနပြောတဲ့ဤတော်နဲ့တွေ့မဲ့အုပ်စုတွေလက်ဆောင်ပေးမဲ့အုပ်စုတွေသူကလွတ်လွတ်လိုက်တယ်လွတ်လိုက်တယ်အဲ့ပြီးတော့မှဒီချောင်းတစ်ဖက်မှာခုနသူ့မိန်းမတွေကလေးတွေနဲ့အတူတူသူหนีခဲ့တယ်ဆိုပြီးမှပြောတယ်หนีပြီးတော့မှအဲ့ဒီချောင်းတစ်ဖက်မှာသူအိတ်တယ်ပေါ့နော်အဲ့လိုမျိုးပြောပြတယ်ဆိုတော့ဒါပေမဲ့တဲ့ဘာသာဖြစ်လာလဲဆိုတော့ အာတကအငယ်27မှာထို့သောယာကုပ်ရှိမှလက်ဆောင်သည်အရင်ကူးသွား၍သူကိုယ်တိုင်ထိုည၌လူအစုဝေးနှင့်တူအိပ်၍နေ၏ညအိပ်တယ်ဒါပေမဲ့အိပ်မပြောအိပ်မပြောတဲ့အခါမှာညမကုန်မီထ၍မယားနှစ်ယောက်ကျွန်မနှစ်ယောက်သား၁၁ယောက်တို့ကိုဆောင်ယူ၍ ရဘုတ်ချောင်းရေတင်ရအရက်ကိုကူးလေထို့သို့သူတို့ကိုယူ၍ဥစ္စာရှိသည်များနှင့်တကွချောင်းတစ်ဖက်သို့ကူးစီပြီးမှရာကုတ်သည်တယောက်ထဲနေရစ်၍ရာကုတ်ကအတ္တလည်းကြီးတဲ့သဘောမှာတွေ့ရတယ်။ဆိုတော့အခုနဒီခုနပြောတဲ့သူ့ရဲ့ကလေး၁၁ယောက်ရောမိန်းမ၄ယောက်ကိုရောချောင်းထက်ကူးခိုင်းလိုက်ပြန် တက်ခုကိုင်းပြီးတော့မှသူထားရတယ်။ तू ကတယောက်တည်းหนีခဲ့တယ်ဆိုတာတွေ့ရတယ်။ तू အဲ့လိုหนีခဲ့တဲ့အရာက तू ကြောက်လို့လေဖြစ်တယ်ဆိုတာတွေ့ရတယ်။နောက်တစ်ပိုင်းကကျတော့ဘာဘာ तू ယူပါရုံရလိုက်လည်းမသိဘူး။ဒါတော့ဒီထဲမှာမဖို့ပြတော့။ဒါပေမဲ့အဲ့လိုညပိုင်းမှာ तू အဲ့လိုမရဘဲနဲ့ပို့လိုက်ပြီးတဲ့အချိန်မှာဘာထားဖြစ်လာလဲဆိုတော့တဲ့လူတဦးသည်မိုးလင်းသည့်တိုင်အောင်သူနှစ်လုံးထွေးလေ ထိုသူသည်မိမိမနိုင်မန်းကိုသိလျင်ယာကုပ်ပေါင်ကြံကိုထိုး၍လုံးထွေးစဉ်တွင်ပေါင်စစ်ပြုတ်လေ၏ထိုသူကလည်းငါ့ကိုလှုပ်ပါမိုးလင်းစေရှိပြီဆိုလျင်ယာကုပ်ကကိုတော်သည်အကျွန်ုပ်ကိုကောင်းကြီးမပေးလျင်မသွားရဟုဆို၏ထိုသူကလည်းသင်းအမိကအဘဲသူနည်းကိုမေးလျင်ယာကုပ်ဖြစ်ပါသည်ဟုပြန်ဆို၏နောက်၌သင်း၏အမိကိုယာကုပ်ဟု၍မခေါ်ရဣတီလဟု၍ခေါ်ရမည် အကြောင်းမူကားသင်သည်ဖျားသခင်နှင့်၎င်းလူနှင့်၎င်းမင်းကဲ့သို့ပြန်၍နိုင်လီပြီဟုမိန့်တော်မူ၏ဆိုရောက်ကောက်ကအဲ့လူတယောက်နဲ့တွေ့တယ်လို့ပြောတဲ့အခါမှာပြီးတော့မှဒီမှာเนาะကျွန်တော်ခုနကျွန်တော်ဖတ်သွားခဲ့တဲ့အခါမှာဘာကိုပြလဲဆိုတော့လူလို့ပြောပြီမင်းတဲ့ဖျားနဲ့လေဖက်ပြိုင်နေဆိုတော့ဒါဖြစ်နိုင်တာကဘောနော်ဒါကျွန်တော်တို့စဉ်းစားဆင်ခြင်ကြည့်တဲ့အခါမှာ ဓမ္မဟောင်းကာလတုန်းကခရစ်တိုရဲ့အဲ့တုန်းကတော့ယေရှုမဟုတ်ခရစ်တိုရဲ့ဒီလှုပ်ရှားနေတဲ့တည်တံတစ်ခုပေါ့ခရစ်တိုရဲ့ပုံဒါဒါကြောင့်သူကဘာလဲဆိုတော့လူလို့လေသူကပြောတယ်နောက်တစ်ခုကကြတော့ဘာလို့လဲထပ်ပြောလဲဆိုလို့ရှိရင်အခုနပြောတယ်အာဖျားလို့လည်းပြောတယ်အဲ့ဒီလူနဲ့ယာကုပ်နဲ့ညပိုင်းဒီဘက်မှာနှစ်ယောက်ထဲခြံခဲ့ပြီးတော့ဘာလို့ကြလဲဆိုလို့ရှိရင် နှစ်ပန်းလုံးနေတယ်။နှစ်ပန်းလုံးနေဆိုတာကတကယ်တော့သူကဘာလို့ပြောနေတာလဲဆိုလို့ရှိရင်အာဆူဒေါင်းတာဗျ။ဖျားစီကနေသူမရရအောင်ယူမေဆိုပြီးတော့မှတောင်းတဲ့အရာပုံမျိုးဖြစ်နေတယ်။ကိုတော့ကျွန်တော်ဒီမှာပြောတာတော့ကောင်းကြီးပြီးပါလို့ပြောတာ။ကိုတော့ကောင်းကြီးပြီးပါလို့ပြောနေတဲ့အရာကဘာလဲဆိုလို့ရှိရင်အခုသူရင်ဆိုင်ရမယ့်အရာကိုသူရင် မဆိုင်ရဲဘူးအဲ့ဒီအတွက်သူ့မှာဘာလိုအပ်လဲဆိုလို့ရှင်ခွန်အားလိုတယ်ဘာလို့ तू စိတ်တက်ကြနေလဲစိတ်ပြက်နေလဲဖះရနဲ့ तू ဘာလုပ်လဲဆိုလို့ရှင်ရေးရေးလေးလေး तू နှစ်ပန်းလုံးနေဆိုဖះစီကအဲ့ဒီခွန်အားကိုမရရအောင်တောင်းနေဆိုတဲ့အရာကိုဒီမှာတွေ့ရတယ်ဆောဒါတကယ်ကျွန်တော်တို့အသက်တာထဲမှာနားလေရတဲ့အရာဒါကျွန်တော်တို့နှုတ်ကပတ်တော်တွေမှာမှတ်တမ်းတင်ထားရဲဆိုတော့ကျွန်တော်လက်တွေ့နာခံကြင့်သုံးရမယ့်အရာဖြစ်တယ်ဆိုတာတွေ့ရတယ် ဒါကြောင့်ကျွန်တော်တို့ရင်ဆိုင်ရမယ့်အာကိစ္စကျွန်တော်တို့ရင်ဆိုင်ရမယ့်အရာကတော့မရင်ဆိုင်ခြင်းတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လာပြီလဲဆိုတော့ကျွန်တော်စိတ်တက်ကြလာတယ်။အဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားပြီးလုပ်တဲ့အရာတွေကအစီအစဉ်မကျဘဲနဲ့ဖြစ်တတ်တယ်။ကျွန်တော်လုပ်ချင်တဲ့အရာတွေရှောက်လို့ပြီးတော့မှတကယ်တမ်းအဲ့ဒါတွေကလည်းကျွန်တော်တကယ်တမ်းအကျိုးရှိလားဆိုတော့အကျိုးရှိတယ်မရှိဘူးဆိုတာအတိအကျမသိနိုင်တော့အဲ့လိုပုံစံမျိုးဖြစ်သွားတာပေါ့ အဲ့ဒီအခါမှာကြတော့မှကျွန်တော်ကဘာလုပ်ဖို့လိုလဲဆိုရှင်ခုနယာကုပ်ကမှန်တယ်ဘုရားကိုဆုတောင်းတာမှန်တယ်ဒီတခါတော့သူ့ရဲ့ဆုတောင်းတဲ့ပုံကဘာလဲဆိုလို့ရှင်ဖျားနဲ့ပဲအချိန်ယူပြီးတော့မှ တခါတည်းတညလုံးဖျားစီကဖက်ပြီးတော့မှဖျားနဲ့အတူနေတယ်ဆိုပြီးတော့မှတွေ့ရတယ်ဆိုတော့အဲ့ဒါကိုနားလေအဲ့ခါမှာဘာဖြစ်လာလဲဆိုတော့ဖျားကလည်းဒါမျိုးကိုသဘောကျတယ်ဆိုတော့ကျွန်တော်တက်တာတည်းမှာ လုံးဝအဲ့လိုမျိုးဖြစ်ပြီးရင်ဆိုင်ရပြီဆိုလို့ရှိရင်ဆုတောင်းမယ်ကျွန်တော်ကယာကုပ်လိုဟိုလိုက်လောက်တာထက်ကျွန်တော်ဖျားကိုပဲလုံးဝအဲ့ဒီအချိန်မှာအချိန်ယူဖို့လိုသွားပြီဖျားနဲ့လုံးဝနှစ်ဦးတည်းအချိန်ယူပြီးတော့မှဖျားစီကခွန်အားကိုတောင်းပြီးတော့မှကျွန်တော်တို့ရင်ဆိုင်ရမယ့်အရာအတွက်ကိုဖျားစီကနေပြီးတော့မှကျွန်တော်တို့ဉာဏ်ပညာရောခွန်အားရောတောင်းဖို့အတွက်လိုရဲဆိုတာတွေ့ရတယ်။ရောက်ကုန်လေဒီလိုလှောက်ဆောင်ပါတယ်။အဲ့ခါမှာဘုရားကသူ့ကို အာဘာလုပ်လဲဆိုလို့ရှိရင်ခွန်အားပေးတယ်ရင်ဆိုင်နိုင်တဲ့ခွန်အားကိုပေးတယ်ဆိုတာတွေ့ရတယ်အဲ့လိုရင်ဆိုင်နိုင်တဲ့ခွန်အားကိုပေးတဲ့အပြင်ဘာလို့လဲလုပ်လဲဆိုလို့ရှိရင်နာမည်ပါဖြောင်းပေးလိုက်တယ်မင်းနာမည်ပါလေရကုတ်အေးအဲ့ဒါဆိုလို့ရှိရင်မင်းနာမည်ပြောင်းပေးမယ်ဤတီလာဆိုပြီးတော့မှမင်းနာမည်ငါပြောင်းပေးမယ်ဆိုပြီးတော့မှပြောတယ်အဲ့မှာရကုတ်ပါပြောလဲဆိုတော့ငွေ30မှာကြတော့ထိုရက်ကို ေညီလဟု၍ယာကုပ်သည်တမှုတ်လေအကြောင်းမူကားငါသည်ဖျားသခင်ကိုမျက်နာချင်းဆိုင်၍ဖူးမြင်ရတော့လေအသက်ချမ်းသာပြီဟုဆိုတည်းဆိုတော့အာဖျားနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့မှလပန်းလုံးလာဖျားကလည်းအဲ့တုန်းကလူပုံတန်းတော့တွေ့ရမယ်ဖြစ်နေတဲ့ပုံစံမျိုးတော့တွေ့ရတယ်ဟိုဒါကတော့ကျွန်တော်ရှင်းရှင်းလင်းလင်းသိနားမလဲဒါပေမဲ့ ျမ်းစာဒီတိုင်းပြောဒီတိုင်းပဲပေါ့မသူနဗန်းလုံးပြီးတော့မှမရရအောင်ခွန်အားကိုတောင်းပြီးတော့မှရင်ဆိုင်တဲ့အခါမှာဘုရားရဲ့ကျေးဇူးပြုခြင်းကိုခံလိုက်ရတယ်ပြီးတော့သူပြောတယ်ဟောအဲ့ခေတ်တုန်းကတော့ဘုရားကိုတွေ့လို့ရှိရင်သိမယ်ဆိုတဲ့အရှိတာပေါ့ဒါပေမဲ့သူဘုရားနဲ့တွေ့မယ်သူမသိဘူးဆိုတော့ဘုရားကသူပြောပြကျေးဇူးတော်ချီးမွမ်းတဲ့အရာဖြစ်တယ်ဆိုတော့ဟိုတွေ့ရတယ်အဲ့ဒါလုတ်ပြီးသွားတာ ਨੇ ဘာဖြစ်လာလဲဆိုတော့ ထိုအခါယာကုပ်သည်မျှော်ကြည့်၍ဤသို့သည်လူ400ပါးလျက်ရှီလာသည်ကိုမြင်လျင်လေအားရာခေလကျွန်မနှစ်ယောက်တို့တွင်သားများတို့ကိုဝေပေးလေ၏ကျွန်မနှစ်ယောက်တို့ကသူတို့သားများနှင့်ရှေ့ကနေစီ၍လေအားနှင့်သူသားတို့ကိုအလယ်၌၎င်းရာခေလနှင့်ယောသက်ကိုနောက်၌၎င်းထားလေ၏ညံတော့ကောင်းတယ်သူအဲ့ဒါမျိုးတော့ပြန်ပြီးစီထားတယ်ကျွန်မနှစ်ယောက်ကိုရှေ့ ပြီးတော့မှလီအာပြီးတော့မှသူချစ်တဲ့ရာကီလာနဲ့တာသူထားရတယ်။ငွေ၃ဦးရောက်လာတဲ့ခါမှာသူတို့ရှိမှကိုယ်တိုင်လွန်သွား၍ခုနှစ်ကြိမ်တိုင်အောင်ဥညွတ်ပြတ်ဝတ်လျက်အကိုအနီးတို့ချင်းကက်လေ။ကျွန်တော်ထင်တယ်သူ့ထဲမှာခုနကကျွန်တော်ပြောသလိုအဖြစ်ရှိတယ်လို့သူခင်စားနေရတဲ့အတွက်ကြောင့်မို့အဲ့ဒီဒီမိသားစုကိုသူကြော်ပြီးတော့မှအရှိဆုံးမှသူတွားပြီးတော့မှသူဘာလို့လဲဆိုလို့ရှိရင် ီသုံးနဲ့ထိတ်တိုက်တွေ့ပြီးတော့မှသူအရင်ဆုံးခုနှစ်ကြိမ်ဟိုဒီမှာရှစ်ခိုးတဲ့ပုံစံပါပဲအယူတည်ပြီးတယ်ရှစ်ခိုးပြီးတော့သူဘာလုပ်လဲဆိုတောင်းမှန်တာဖြစ်လိမ့်မယ်ကိုကျွန်တော်မှားခဲ့ပါတယ်ဆိုတော့သူပြောပြီးမှတောင်းမှန်တာဖြစ်လိမ့်မယ်အဲ့ချိန်မှာအီသုံးကဘာဖြစ်လဲဆိုလို့ရှိရင်ဒီမှာပါလဲဆိုတော့အာထိုခါအီသုံးဒီကျူစုချင်းကပြေးလာ၍ချက်ချင်း oh sorry လေချင်းရှက်လျက် ိုက်ဖက်နမ်းရွတ်ချင်းကိုပြု၍နှစ်ယောက်စလုံးတို့သည်ငိုကြွေးကြ၏ပြီးတော့မှအီတော့ဘာလုပ်လဲဆိုလို့ရှိရင်ပြေးလာပြီးတော့မှသူနှစ်ယောက်ကညီကိုတွေလေးပဲနော် twin ဆိုရက်အမွာဆိုတော့ပြေးဖက်ပြီးတော့မှမတွေ့ရလဲအရန်ကြာသွားတဲ့အခါမှာငိုကြတာပေါ့နော်ဖက်ပြီးတော့မှတယောက်နဲ့တယောက်ငိုကြတယ်ဆိုတာဒါကိုပြတယ်ကျွန်တော်ဆင်ခြင်လို့ရတာက ယာကုပ်ရဲ့လှုပ်ဆောင်တဲ့ပထမယာတွေကအခုဘာဘာဘာအကျိုးရှိလဲဆိုမှအကျိုးမရှိတော့သူညံတဲ့လုပ်တဲ့ဥစ္စာတော့ဘာမှအကျိုးမရှိဘူးဒါပေမဲ့နောက်တစ်ခုဖြစ်နိုင်တာကသူဆုတောင်းတဲ့အခါမှာဖခင်သခင်ရင်ဆိုင်နိုင်တဲ့ခွန်အားတောင်းတဲ့အခါမှာသူ့စီမှာရင်ဆိုင်နိုင်တဲ့ခွန်အားအပြည့်အဝရှိသွားပြီးတော့မှဒီလူလေးရာနဲ့ခြိလာတယ်လို့ပြောတဲ့အခါမှာအီတော့မှလေပထမတော့ကတော့အကျံရှိကောင်းရှိနေမယ်ပဲတခုခုလှုပ်ဖို့အတွက်ဒါပေမဲ့ဖခင်သခင်က ယာကုပ်ကဆုတောင်းတဲ့အခါမှာအစကတည်းကလေယာကုပ်ကဘုရားရွေးချယ်တဲ့သူဖြစ်တဲ့အခါမှာအီတိုးရဲ့စိတ်ကိုနူးညံ့စေလိုက်တာလေဖြစ်နိုင်တယ်။ဘုရားသခင်ကပြောင်းလဲပေးနိုင်တယ်ဗျာဖြစ်တယ်။ပြီးတော့အဲ့ဒီအတွေ့အကြုံလို့ညီကိုနှစ်ယောက်ကနှစ်ပေါင်းများစွာအခုခံရှိခဲ့တဲ့အရာကအဲ့ဒီမှာမဖြစ်သွားလဲဆိုတော့ကြည်လီသွားတယ်။ယာကုပ်ရဲ့စိတ်ထဲမှာရှိနေတဲ့အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အရာကလေအဲ့ဒီမှာ तू တောင်းမှန်လိုက်ရတဲ့အခါမှာသူ့ထဲမှာဘာဖြစ်သွားလဲဆိုတော့အကုန်လုံးညှို့ညွတ်သွားတယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ကိုအာဆင်ခြင်နိုင်စရာကြောင်းရှိတယ်။ဒါကိုကျွန်တော်တို့သတိထားရမယ်။ကျွန်တော်တို့စိတ်တက်ကြတဲ့အခါမှာကျွန်တော်တို့မလုပ်တတ်လဲဆိုလို့ရှိရင်လိုက်ပြီးတော့မှအာကျွန်တော်တို့ဟိုခုနပြောသလိုပေါ့ဟိုလိုက်ပြီးတော့မှကြံစီတတ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကစိတ်က အားနေသွားအားငယ်နေတဲ့အချိန်မှာလှုပ်ဆောင်တဲ့အရာတွေကဒါအမှအများကြီးပါတော့တက်တဲ့အရာတွေပြုံးမဖျားကိုမယုံကြည်ပဲလှုပ်မိတဲ့အရာဖြစ်တဲ့ဘုရားသခင် ဝန်းနေစီတယ်ဘုရားသခင်ကိုစော်ကားတဲ့အရာတွေဖြစ်နိုင်တယ်ဒါရာကုတ်ကုနာကြင်စီနေတဲ့အရာတွေကဘုရားသခင်မကွေကာနိုင်တော့လို့လှုပ်နေတဲ့အရာတွေလားဘုရားသခင်ကသူ့ဘာမှမလှုပ်ပေးနိုင်တော့လို့များဖြစ်နေတာလားစသဖြင့်ဒါမျိုးတွေဖြစ်နိုင်တယ်ဒါပေမဲ့ तू ဖြစ်ပြီးတာနဲ့စီစဉ်ပြီးတာနဲ့တော့ तू ဆုတောင်းတယ်ဒါပေမဲ့အဲ့ဒီဆုတောင်းခြင်းက ဘာမှဖြစ်လာဘူးလဲဆိုလို့ရှိရင်သူ့အထဲမှာအာရင်ဆိုင်နိုင်တဲ့ခုံအောင်မပေးနိုင်ဘူးအဲ့ခါကျတော့မှသူနောက်ဆုံးဖះရနဲ့လုံးဝအချင်းယူလို့မှနပန်းလုံးနေကျွန်တော်တက်တာထဲမှာလေရင်ဆိုင်ရမယ့်အရာခက်ခဲအခုကျွန်တော်ကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခပြဿနာတွေကိုရင်ဆိုင်ဖို့အတွက်ခွန်အားမရှိဘူးကျွန်တော်မရင်ဆိုင်ကျင်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်ညံမီတလောက်ရှောက်ပြီးတော့မှလုံနေမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကအစီအစဉ်မကြဖြစ်လာနိုင် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်စိတ်တက်ကြနေတဲ့သူတွေဖြစ်တယ်။အဲ့လိုအစီအစဉ်မကြပဲလှုပ်ဆောင်နေတဲ့အရာတွေကမအောင်မြင်ဆိုပုံပြီးစိတ်တက်ကြပြီးတော့မှကျွန်တော်တို့ကအခုနပြောလို့ဆုံးရှုံးသွားနိုင်တယ်။ပြီးတော့မှလက်မြောက်ရှုံးပြီးတဲ့သူတွေဖြစ်သွားနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့လှုပ်တဲ့အရာတွေကဖျားရဲ့အလိုတော်နဲ့ညီပြီဖျားခွင့်ပြရတဲ့အရာဖျားစီရခွန်အားနဲ့လှုပ်ဖို့အတွက်ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်တေချာဆုတောင်းအောင်ပြီးတော့မှဖျားတကင်ကိုတေချာမေးပြီးတော့မှမှန်ကန်တဲ့လမ်းကြောင်းနဲ့ကျွန်တော်တို့သွားဖို့အတွက် ိုအပ်တယ်ဆိုတာကိုနားလည်ရပါတယ်။ဒါကြောင့်ကျွန်တော်စိတ်တက်ကြမယ်စိတ်ပြင်းမယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ညံနဲ့ကျွန်တော်လိုက်လုပ်တဲ့အရာထက်ကျွန်တော်တို့ဖျားကိုတီချာဆုတောင်းချိန်ပြီးပြီးတော့မှအသက်ရှင်နေဆိုလို့ရှိရင်ရင်ဆိုင်နိုင်တဲ့ခွန်အားနဲ့တကွဖျားသခင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့အကောင်းဆုံးဖက်ပေါက်ဖျားခင်မဆာမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဝင်ငှကြပါလေအားလုံးပုံမှန်ဖျားခင်တာဝေကောင်းချီးပေးပါစေ